လက်နဲ့များရင်ဟောတဲ့ပြောနေမှာလားဒါလူပြိုစစ်မစစ်အပြိုစစ်မစစ်ဆိုရဲ post out မှာလာမေးသွားတဲ့မေးခွန်းပေါ့เนาะအဲ့တော့ဘဟုတုတအနေနဲ့ပဲဖြေပေးချင်ပါတယ်အဲ့တော့အာဒီ hand job တကူရေးအာသာဖြေခြင်းလူပြိုစဝင်လာပြီးအမျိုးသားတွေအများစုကလူပြိုစဝင်လာပြီးအသက်အရွယ်တကူရလာပြီးဆိုရင်အသက်အရွယ်မရွေးပေါ့ဒီလက်နဲ့အာသာဖြေခြင်းကိုလှုပ်ဆောင်ကြတာများတယ်အဲ့တော့ဒီလက်နဲ့အာသာဖြေခြင်းကစိုးကျိုးရှိလားကောင်းကျိုးရှိလားပေါ့အဲ့တော့လက်နဲ့အာသာဖြေခြင်းက ဒီပါတနာနဲ့ထိုးတွင်းလိန်ဆက်ဆန္ဒလောက်တော့ကောင်းကျိုးအများကြီးမခံစားရဘူးဆိုးကျိုးအများရှိလားဆိုတော့ဆိုးကျိုးအများကြီးတော့မရှိဘူးဒါပေမဲ့ရေရှည်အတွက်ကြတော့ဘာဆိုးကျိုးတွေရှိမလဲဆိုတော့မမီဒီဗီဒီယိုလေးနဲ့ဖြည့်ကြားပေးချင်ပါတယ်အဲ့တော့မမီတို့ဒီဒီအမျိုးသားတွေကဒီလိန်တန်ကိုဒီလက်နဲ့အမြဲတမ်းအာသာဖြည့်ချင်းက ဒီအာပတနာနဲ့လိန်ဆက်ဆန်တာတော့တော့ကောင်းမွန်သောရလတ်တွေအများကြီးမခံစားရဘူးဒီပတနာနဲ့လိန်ဆက်ဆန်တဲ့အခါမှာဘလို့ကောင်းကျိုးတွေရလဲဆိုတော့အာနှလုံးခုန်နှုန်းတွေမြန်လာပြီးနှလုံးအားကောင်းစေတယ်သွေးလည်ပတ်အားကောင်းစေတယ်နောက်ပြီးတော့စီးကျိတ်ကန်ဆာကာကွယ်ပေးတယ် အဲနောက်တစ်ခုကဘာလဲဆိုတော့ဒီဘောနော်သူကအားကစားတစ်ခု လုပ်တယ်လို့ပဲအဲနည်းနည်းတော့မောတယ်လို့ပန်းတယ်လို့ဖြစ်တယ်ဒါပေမဲ့တက်လုံအားကောင်းတယ်ဘောနော်သူကအားကစားတစ်ခုလုပ်တယ်လို့ပဲအဲ့တော့ပါတနာနဲ့လိန်ဆက်ဆန်ခြင်းကတော့ပို့ပြီးတော့အာဒီ hand job လုပ်တာထက်ပို့ပြီးအားသာချက်ရှိတယ်ဗောဒီ hand job ကိုရေရှည်လုပ်မယ်ဆိုရင်ဘာအကျိုးဆိုးကျိုးရှိလာလဲဆိုတော့မမေတို့ဒီဒီရဲ့လိန်တန်ကိုအမြဲတမ်းသွန်းလိုက် twin line တွေအရှိတိုးလိုက်နောက်ဆုတ်လိုက်အဲ့လိုလုပ်ပြီးပြီးမြောက်သွားရင်ဆန္ဒကတော့ပြီးမြောက်မယ်ဘာတွေရလာလဲဆိုအဲဒီဒီအမျိုးသားအင်္ကာတွေမှာ ထောင်မတ်လာပြီဆိုတွေးကြောလေးတွေရှိတယ်အဲ့တွေးကြောလေးတွေကရေရှည်အများရန်အာသာဖြည့်သွားမယ်ဆိုရင်တွေးကြောတွေကထိခိုက်မှုရှိလာနိုင်ပြီးတကယ်ကိုပတ်တနာနဲ့ဆက်ဆက်တဲ့အခါမှာမထောင်မတ်တဲ့အခြေအနေမျိုးတွေဝင်လဲကြုံရတတ်တယ်နောက်တစ်ခုကပါလဲဆိုတော့ကိုယ့်အကိုအာသာဖြည့်ပြီးကိုယ့်အကိုပြီးမြောက်သွားလို့ရှင်တကယ်ကိုယ့်ရဲ့ပတ်တနာနဲ့ဆက်ဆက်တဲ့အခါမှာတုံ့လွတ်စောရမျိုးတွေလည်းဖြစ်နိုင်တယ်နောက်တစ်ခုကပါလဲဆိုတော့အာကိုယ့်ရဲ့ပတ်တနာဆန္ဒမပြီးမြောက်သေးဘူးကိုကအရင်ပြီးမြောက်ပြီးတော့ဒီရဲ့ကိုဟာကိုပြီးမြောက်ခြင်းအဖြစ်တုံ့လွတ် တုတ်လွတ်စောပြီးကိုယ့်ရဲ့တုတ်ကိုမထိန်းနိုင်မင်းနဲ့တယောက်တည်းပြီးမြောက်တဲ့ခံစားမှုမျိုးကိုအာခံစားရတတ်ပေါ့ဒါကရေရှည်ကိုယ့်ရဲ့ပါတနာကလည်းခံစားမှုမကောင်းလာလို့ရှိရင်အဲ့တော့ကိုကပဲအရင်ပြီးမြောက်ပြီးတစ်ခါကအမျိုးသမီးကမှပြီးမြောက်ဘူးဆိုရင်ရေရှည်ကိုရဲ့ဒီပါတနာအမျိုးသမီးလည်းစိတ်ပြတ်သွားပြီးတော့အဲ အဆင်မပြေမှုများတွေကြုံရတတ်တယ်ပေါ့နော်အဲ့တော့တကူရဲ့အာသာဖြည့်ခြင်းရဲ့ဆိုးကျိုးနဲ့ကောင်းကျိုးတော့မမေပြောပြပေးသွားပြီနောက်ထပ်ဒီတကူရဲ့အာသာဖြည့်ခြင်းကတော့လောဝဒီအကာအကွယ်မဲ့လိန်ဆက်ဆန္ဒထက်တော့အန္တရာယ်ကင်းတယ်တို့တော့ရေရှည်ဒီလိုကြီးပဲလှောက်ဆောင်သွားမှာဆိုနောက်ပိုင်းကြလို့ရှိရင် ဒီ hand job ကိုပဲပို့ပြီးဆွဲမှတ်လာတယ်အာဒီအမျိုးသမီးတွေနဲ့အာဒီကိုယ့်ရဲ့ပါတနာတွေနဲ့လိန်ဆက်ဆန်ခြင်းစိတ်ကပျောက်လာတယ်ပေါ့နော်အဲ့လိုတကယ့်ပါတနာတွေနဲ့လိန်ဆက်ဆန်တဲ့အခါမှာလည်းဒီ hand job လောက်ကောင်းတဲ့ခံစားမှုမျိုးကိုအာ hand job ကကိုကောင်းတယ်ဆိုရဲစိတ်ခံစားမှုကလည်းဖြစ်လာနိုင်တတ်တဲ့အခြေအနေမျိုးရှိတယ်အဲ့တော့အာတကူရဲ့အတာဖြည့်ခြင်းကတော့ဒီလိုကောင်းကျိုးလေးတွေရှိတယ်အာစိတ်ပီစီမှုကိုရော့ကျစေတယ်ရန်ဖန်ရခါပဲလှုပ်စီခြင်းတယ်အာ အများသောအဖြစ်ဒီအမျိုးသားတွေကကျတော့မမေတို့အမျိုးသမီးတွေလို့ဒီလို mesation လာပြီးအညစ်ကြေးတွေကိုစွန့်နဲ့တကလတခါစွန့်နဲ့အညစ်ကြေးနေရာကမရှိဘူးဒီ hand job နဲ့အာသာပြေတာမျိုးကိုယ့်ရဲ့ဒီအခန္ဓာခန္ဓာကိုယ်အတွင်းမှာရှိတဲ့အစိတ်အတော့တွေကိုဒီရဲ့တုပ်နဲ့ပဲတုပ်လို့ချင်းအဖြစ်ပဲအစိတ်အတော့တွေကိုထုတ်ပြလိုက်တာမျိုးဖြစ်တဲ့တဲ့ကြောင့်ကတော့အရန်ဖန်ရန်ခါ hand job လုပ်ပြီးအာသာပြေခြင်းကတော့ကောင်းတယ်တို့တော့ပတနာနဲ့ပို့ပြီးထိုးတွင်း ဆက်ဆံလာမျိုးကတော့ပို့ပြီးအကျိုးကျေးဇူးကကောင်းကျိုးတွေကပုံများတယ်လို့မှပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်အဲ့တော့အဲတချို့ဓာရီကလူအများစုနဲ့ပတ်သက်ပြီးလူအများစုနဲ့အိပ်ပြီးဒီအကြောင်းအရာတွေကိုတိနေစရာမလိုပါဘူးစာအုပ်များများဖတ်ပါစာအုပ်များများဖတ်ဖို့အချိန်မရှိဘူးဆိုရင်မမေကိုတိချေနဲ့မေကွန်းတွေကိုဒီလို comment လေးတွေနဲ့မေးနိုင်ပါတယ်ပေါက်ကရမေကွန်းနဲ့မမေကမဖြေပါဘူးတခါလဲ block ပါတယ်အဲ့တော့အဲဘူးတူတာလေးတွေကိုတိချင်တယ်တိချင်တဲ့မေကွန်းတွေရှိရဆိုရင်မမေရဲ့ account ကို like and follow လုပ်ပြီးတော့ site တင်မေကွန်းတွေ ိုမေးလိုက်ပါရှင်ဒီစစ်တမရယ်